င်မတက်ပါတီစင်မ29ခွန်ညာဘုံဘုံတက်မှာရည်ပြီးသားဖြစ်ပြီမယ်တပိတော့ကဘာကြောင့်အလားဟိုဘုံဘုံဒီလောက်မှတ်တမ်းဉာဏ်ဘုံမှာစိတ်ကိုခံစားချက်ကိုအဲ့ဒါကိုသိချင်တာပါဟုတ်ပါပြီဆိုတော့ဘုံဘုံရဟန်းကိုကြတော့ဘုံမောရွန်းနာကဒီမှာကြောင်းတက်ပြီးတော့ညဉ့်ညံတန်ခမ်းနာကဥပဒေဆရာကြီးကြောင်းတော့ဖြစ်တယ်နော်ညာပါဟုတ်တယ်နော်ဥသောဘုံဘုံဟုတ် တော်ပြီတာဟုတ်တယ်ဟုတ်လားတော်ပါဘုရားအဲ့ဒါပြောအောင်မြင်းညောင်ကုသိုလ်တိုက်ခန္ဓာတိတ်တော်မှရမ်းဖြစ်တာတင်ပါအဲ့ဒါကတော့ရိုးရိုးဆရာသမားဖြစ်တဲ့အင်းစိန်ရွာမှဆရာတော်အခုဆရာတော်ပါနော်ဩဆရာတော် ဥဒိလောကဘီဝန္တာဆရာတော်ဥဒိလောကဘီဝန္တာကမြင်းညံ့ဆရာတော်ရေတပည့်ရင်းပဲလေ။ဩဟုတ်ပြီ။တပည့်ရင်း။အဲဟုတ်ပြီ။တပည့်ရင်းဖြစ်တော့တပည့်တို့ကြတော့တပည့်ရေတပည့်ပေါ့နော်။အဲပေါ်ဖုန်းကြီးတယ်။အဲ့ဒါလေးကိုသဘောကျတပည့်တပည့်ကိုဖုန်းဘယ်လိုကြီးသွားတယ်။တပည့်အာစရိယဟုတ်ခုမ။ပါစရိယ။ပါစရိယ။အေးနော်အဲ့ဒါဒီအဲ့ဒီကလုံးလေးမှတ်ထားတာ။အဲပါစရိယဆိုတာကဆရာဆရာ။အေးဆရာဆရာလေအပါစရိယသဘောကျလုံးလုံးလေ။နားမလည်ကြဘူးလေဖုန်း။အဲအာစရိယလို့ပဲဒီတာပါစရိယဆိုတော့ဒီမှာဆရာဆိုအဖိုးဆရာပေါ့။အဲအဖိုးဆရာ။ဒီမှာပြောအောင်ဗျာ။ အဲ့တော့ဟိုဆရာသမားကအင်းစိန်ရွာမှာဆရာတော်ကမြင်းညာဆရာတော်ကြီးရဲ့တပည့်ဖြစ်တယ်။တပည့်ဖြစ်တဲ့အခါကျတော့ဒီဆရာတော်ကြီးနဲ့တကူကြီးကလည်းအဆက်အသွယ်ရှိပြီလားပေါ့နော်။ဒီမှာဒီမှာဆက်သွယ်ရှိပြီလားအပြင်မှာကိုခုနရဟန်းတကာကြီးများဖြစ်ကြတဲ့သုခိတာဆေဘောလေးဒီမှာဦးရှေကြီးတို့ဒီမိုက်တော်ကူလေးတို့ဒီမှာအဲ့တော့သူတို့ကလည်းပဲမြင်းညာဆရာတော်ကြီးရဲ့တကာရင်နေ။ဩတကာရင်နေဆိုတော့မြင်းညာဆရာတော်ကြီးကနေပြီးတော့

ူကလည်းဒီပြီးတော့လိုပဲပေါ့နော်တင်ပါဇလုံကနေပြီးတော့အဲ့ဒီမြင်းညာကိုးဆောင်တိုက်သွားပြီးတော့ငငယ်တွေကသွားပြီးတော့တင်ခဲ့တာတင်ပါတင်ပါအဲ့လိုက်ဒီဓမ္မစရိယအကုန်လုံးအဲ့ရအောင်ခဲ့တာဘုံမဦးတိလောကဘီဝန်တန်ကအရပ်ပြီးတော့စိတ်တူတာစိတ်ဆက်စိတ်တော့တိတ်မတူပါဘူးစိတ်ဟိုပြင်းထန်တယ်လို့ပြောရမှာဟုတ်တင်ပါစိတ်ပြင်းထန်တာပေါ့နော်စိတ်ပြင်းထန်တဲ့အခါကျတော့သူဖြစ်ချင်တဲ့ဥစ္စာကိုသူဖြစ်အောင်လုပ်တယ်တင်ပါဗျာဟိုဖြစ်ဖြစ်နိုင်တဲ့ဟာဖြစ်တဲ့ဟာကိုလည်းပြီးအမြင်နဲ့လို့လို့စဉ်းစားတယ် ဟုတ်တယ်မဟုတ်မဖြစ်နိုင်တာကိုတော့အတင်းလောက်တာမဟုတ်ဘူးတင်မှာဒီရိုးစားဖြစ်နိုင်တယ်ဆိုလို့ရှိရင်အဲ့ဒီဖြစ်နိုင်တဲ့ဟာကိုသူဖြစ်အောင်လုပ်တယ်ဩကျတော့အဲ့ဒီဘောကိုစနေသားဆိုတော့လေတင်မှာတင်မှာတင်မှာတက်လေတက်တယ်တင်မှာစနေသားမလို့ဒါမြင်းညံ့ဆရာတော်ကြီးရှိတယ်ဟောဆိုဆရာတော်ကြီးကမိန်သွားတယ်အဲသူတပည့်ပဲလေတင်မှာတင်မှာတပည့်တချို့ကိစ္စကြီးတင်မှာအန်ဒီရဖြစ်လောက်မဲ့ကိစ္စကြီးမလုပ်ပါနဲ့လို့ဆရာတော်ကြီးကတာကူတာကေတာပြီးနေအောင်နိုင်ငံတော်နဲ့ပတ်သက်တယ်ပေါ့နော်အဲ့ဒီ1990ဒီလိုလို့ တ်တာနေကိုစင်တာပေါ့ဗျာအဲနော်ဒီဒီဆရာတော်တွေကနေပြီးတော့အစိုးရကိုတပိတ်မှောက်ပြီးဆိုတဲ့ကိစ္စမျိုးအဲမလုပ်ဖို့တားခဲ့တယ်ဒါပေမဲ့ဆရာတော်ကလည်းပဲမှန်နေထင်တဲ့အခါကျတော့ဆရာကိုအံအခါမှာဆရာကိုဟိုဒီပေါ့လေဆရာသမားစကားကိုသူနားမထောင်နိုင်တော့ဘူးနားတော့နားထောင်မြင်မှာပေါ့နော်ဟုတ်နားထောင်မြင်ပဲနားမထောင်နိုင်တော့ပဲနဲ့အဲ့တော့ဘုံဘုံဥတော်ပိတာနိုင်ငံတော်တန်ခါမှာနားဥက္ကရမလားအဲ့ဒီတော့ကဥက္ကဋ္ဌမဖြစ်သေးဘူးဟုတ်တော့ ဥက္ကဋ္ဌမဖြစ်သေးဘူးအဲဒါဒုတိယဥက္ကဋ္ဌပဲဩဒမတံဟိုရင်းပေါ့ဗျာအဲဒီတော့ကဘုမျိုးမဆရာတော်ကြီးပဲဘုမျိုးမဆရာတော်ဗျာကြီးဟုတ်တာဘုမျိုးမဆရာတော်ကြီးရှိသေးတယ်ဒီမင်းမဆရာတော်ကြီးလည်းရှိသေးတယ်အဲဒီတော့လေဆရာတော်ကြီးတွေကျွန်တော်များများရှိရပါလိမ့်တယ်ဘုမပါဗျာ1990ခုနှစ်ပေါ့ဒီမန်ဒီမန်90ခုနှစ်ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်90ခုနှစ်ရှိသရှိအရေးခင်းမှုဒီမန်ဗျာဒီမန်ရှိသရှိအရေးခင်းပြီးတော့နောက်နှစ်နှစ်မြောက်ပေါ့ဒီမန်ဒီမန်နှစ်နှစ်မြောက်နှစ်မှာကြာတော့အဲဒီ အရေးကင်းကာလတုန်းကကွယ်လွန်သွားတဲ့ပုံကိုယ်တွေကိုရည်စူးပြီးတော့တန်ခါဆွမ်းလောင်းဝဲဆိုတာမန်းလေးမှာလောက်တာဟုတ်တယ်မှန်တန်ခါဆွမ်းလောင်းဝဲလောက်တော့အဲ့ဒီကြွလာတဲ့တန်ခါတွေနဲ့စောင့်နေတဲ့စစ်သားတွေနဲ့နည်းနည်းအချင်းများတဲ့ပုံရှိပါလေ။ဩအဲ့ခေတ်ကအဲတင်မှန်အဲ့တော့အချင်းများတယ်အချင်းများပြီးတော့စစ်သားတွေကအဲဟိုရန်ရန်ဆိုင်ဆိုင်ပြောတာဆိုတာတို့ဘာလို့ဒါမျိုးတွေရှိတယ်ဒီမှာရဲ့မှန်ပါဗျာဒီလိုလဲနည်းနည်းပါးပါးတော့ကိုကြည့်လဲရအောင် ဒါမျိုးလည်းရှိပုံရပါဘူး။ဟောအဲ့ခေတ်ကတော့ဟုတ်တယ်ဟုတ်တယ်။အဲ့လိုရှိတဲ့အခါကျတော့ဒါစာရီရမကြည့်နိုင်ဘူး။အင်းအဲတန်ဃာတွေကိုဒီလိုလှုပ်လို့စစ်သားစစ်သားတွေကတန်ဃာတွေကိုဒီလိုလှုပ်လို့မကြည့်နိုင်ဘူး။တပိတ်မှောင်မယ်ဆိုပြီးတော့ဒီလိုထားလို့ရတယ်။အဲ့တော့ရောမတ်ဆရာတော့တော်တော်ဘလောက်လောက်ရှိနေလဲ။အဲ့ဒီတုန်းက90နှစ်လောက်ဖြစ်မှာပေါ့။အဲ့တော့ဘုံဘုံကဒီဗီဒီယိုက20ခွန်ဒီဗီဒီယိုမင်းကမှာအွန်ဖုန်းကမင်းကပြောင်းသွားပြီ။ဒီဗီဒီယိုကပဲလိုက်နေပြီ။အဲ့တော့ မင်းကဒီရန်ကုန်မင်းကလာဟိုအိုးမင်းကစကိုင်းမင်းမောအော်မင်းမောဒီမတ်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 အဲ့တော့ဟိုဥချိန်ဒေါ်ဘူးလေးကရဟန်းခံတဲ့ဒုက္ခိတာအခုဟောသူတို့ရှိရတဲ့ဒုက္ခိတာဆလိဒုက္ခိတာဆလိခေါ်ရရှိတယ်တခါယူနေတယ်ကမှရတော့မရှိတော့ဘူးသူသာသမီတွေသာသမီတွေရှိတယ်အော်ရှိတယ်ဘုံဘုံနဲ့ဆက်တယ်ရှိတော့မဲဆက်တယ်အဲရှိတယ်ပဲပြောရမှာပေါ့အခုနောက်ပိုင်းတော့တိတ်မရှိတော့ဘူးအော်အခုနောက်ပိုင်းတော့တိတ်ပြီးတော့သူကဟိုသမီတွေကြီးတယ် ဩတမီးကြီးပဲ9ယောက်ကြီးတာဟာတမီး9ယောက်မှာအခု3ယောက်ပြန်နေတာပေါ့ပြန်လာတဲ့အိမ်တော်ကြတော့2ယောက်ကမဟုတ်ကွယ်လွန်သွားကြတာဟုတ်လား2ယောက်ကကွယ်လွန်သွားအဲ3ယောက်ကအိမ်တော်နေကြကြလားအိမ်တော်မကြောက်ဒီတိုင်းမှာအပြူကြီးတွေပဲအပြူကြီးတွေပဲသူ့ကြက်စလိကခုဒီကြောင်းညက်လေသူတို့ပဲလူခဲ့တာလေအဒါဟုတ်တယ်သူတို့ဆောက်အေးအဲ့ကြောင့်မလားအဲ့ဒါအမေဖေရှိတော့အဲအဲ့တော့ဒီတော့ဒကမာကြီးရှိသေးတယ်ဒေါ်ဘူးလေးရှိတယ်အခုချိန်တော့မရှိတော့ဘူးချိန်တော့မရှိတော့ဘူးဩဒါပေမဲ့ဒေါ်ဘူးလေးကလှုပ်လို့လူခဲ့တာအဲ့တော့သူသမီး3ယောက်နဲ့ တော့ဘူးလေးနဲ့ပဲလှူခဲ့တာပေါ့ဟုတ်တယ်ဒါမဲ့အခုဖုန်းဖုန်းနဲ့ကြံနောက်ပိုင်းအဆက်တည်းမရှိကြဘူးအဲ့ဒါတည်းမရှိကြဘူးဆိုတာတော့အဲဒီမျိုးပေါ့အယူဆအယူဆတွေမတူကြတာပေါ့အော်ဒီလိုပဲပြောရမှာပေါ့တော်ဒီကဒီနိုင်ငံကြီးအပြောင်းလဲမှာအော်ဟုတ်လားအဲအဲနိုင်ငံကြီးအပြောင်းလဲမှာအယူဆလေးတွေမတူတဲ့အခါကျတော့တင်မာတင်မာအဆက်တွေပြတ်တယ်လို့ဖြစ်သွားတာပေါ့တင်မာတင်မာဟောဒါမဲ့သူတို့မွေးခဲ့လို့ပဲခုံရှိတာသူတို့တနေ့နားလေသွားမှာပါတဲ့ဘုံဘုံရက်တီမှုဟာတိုင်းပြည်လူမျိုးဘာသာတာနာအတွက် ထက်မြက်တယ်ဆိုတော့သူတနေ့နားလည်လာမှာပါအဲ့ဒီအမျိုးဘာသာသာသနာအလုပ်လုပ်နေတုန်းကတည်းကဒကမကြီးကအပေးတယ်ဟုတ်တယ်မအမသူတို့အမဒေါ်ဘူးလေးကအပေးတယ်ဒေါ်ဘူးလေးကဒေါ်ဘူးလေးကအမျိုးဘာသာသာသနာစိတ်ဓာတ်ပြင်းထန်တယ်တင်ပါဗျာပြင်းထန်တော့ရွာမစကားတို့ယူလို့တော့ကြီးညိုတယ်တင်ပါဒီလိုလုပ်နေတာကိုလည်းသူသဘောကျတယ်တင်ပါဗျာဒါပေမဲ့ဒီသမီးညာကြတော့အေးမကြိုက်ဘူးသူတို့အမြင်နဲ့သူတို့ခေသူတို့တက်ကူကြောင်းတွေရှိမှာပေါ့အဲ ဉာဏ်တိုက်နေဖြစ်တော့လေသူတို့အမြင်တွေ့လေရှိမှာပေါ့တင်မာတင်မာအဲ့တော့အမြင်ကလွဲရတာဟုတ်တယ်တော်တယ်ဆိုတော့ဘုံမောင်ဘုံမောင်အလိုဒီတာနာအလုတ်ဒီဘဲအရွယ်မှာဘုံမောင်ဒီတီဗီတကလေးကိုလုံးဝဝင်ပြီးတော့ဒီတီကသုံးမောင်တက်တော်ဘလောက်မှာရလိုက်တာလေဗျာအင်းအကုန်လုံးပြီးတာတော့36နေတက်တော်36 36မြန်မာနိုင်ငံမှာတီဗီတကပြီးရတယ်မှာတက်တော်ငင်းငယ် နဲ့ပြီးခဲ့တဲ့လူတွေဘယ်နှပန်းတော့ရှိပါလဲဗျာလက်တော်ငယ်ငယ်ဆိုရင်3-4ပါးတော့ရှိပါပါအဲအဲ့လေဘုံမှတ်မိသလားပေါ့ဒီတက်မှာတော့အခုတော့ဘုံဘုံအငယ်ဆုံးကတော့ခန္ဓာဆရာတော်ဥတုမင်္ဂလာပါနော်ဘောဘုံဥတုမင်္ဂလာအဲ့လောက်ကိုနေရလားဆရာတော်ဥတုမင်္ဂလာကတက်တော်28နှစ်မှာဟာအကုန်လုံးပြီးတယ်ဩပြီးတော့သုံးဘုံလုံးအဲတက်မှာသူကတော့အငယ်ဆုံးပါနော်တက်မှာသူပြီးတဲ့အခါမှာဒီလိုတို့ဘုရင်ပေါ့ပခုတ်ကူဆရာတော် ဟောဒုတိယဒုတိယပခုတ်ဒုတိယကပခုတ်ကူဆရာတော်က32နှစ်။အော်32နှစ်မှာပြီးရယ်။အော်ဒီမှာဒီမှာနင်းညံဆရာတော်ပေါ့ဒီကိုးပါးမြောက်ပြီးတဲ့ဆရာတော်ဥက္ကဏ္ဍမှာလေ။အော်ဘုန်းဥက္ကဏ္ဍမှာဆရာတော်ဥက္ကဏ္ဍမှာ33နှစ်။ဥက္ကဏ္ဍမှာဘုန်းဘုန်းတော်မှာပြီးတာပြန်ပြီးတာတော့အဲတက်တော့နောက်တစ်နှစ်ပေါ့။ဟောဒီမှာနောက်တစ်နှစ်ဒီမှာဥက္ကဏ္ဍမှာ33နှစ်။နောက်မြင်းမှုဆရာတော်ဆရာတော်ဥဝန္တာပါလာက34နှစ်။အော်တင်ပြီးတော့36နှစ်။အော်တင်ပါ တက်တော်တွေနဲ့ရွယ်စားချင်မှလည်းပိဋကပြီးတယ်အခုရေဦးဆရာကြတက်တော်40နဲ့ပြည့်တယ်6ပဲ။ဩအဲ့လောက်ကြမှာပြည့်တယ်6ဒီမှာဒီမှာဟုတ်လား။ဟိုကျောက်ပေါင်းဆရာတော်ကြတော့ကျောက်ပေါင်းဆရာတော်တော့အမှတ်တမဲ့ပဲအဲ့ဒါကြီးကြီးဒီမှာဒီမှာဒီလိုပါဘုံဘာကြောင့်လဲဆိုတော့ဒါလေးတွေကထူးချွန်ထမြက်တဲ့ပုံကူဒီမှာသူကဂုံလေးတွေရှိတာဟုတ်။အဲ့တော့အခုဘုံပြောမှာဆိုရင်ဘုံကြီးဥဒုမင်္ဂလာအမှန်ဥဒုမင်္ဂလာလင်္ကာရလာသူကပြောတယ်ဟုတ်တယ်ဟုတ်တယ် ရှင်သူမင်္ဂလာလင်္ကာရ။မင်္ဂလာတကယ်လည်းတော်ခဲ့ရနော်။တော်ခဲ့ရ။ဒါပေမဲ့တက်တော်မရှိဘူးနော်။ဟုတ်တယ်ဟုတ်တယ်။တိပိဋကမှာလည်းသူကတက်တော်အငယ်ဆုံးနဲ့ပြီးခဲ့တယ်။ဒီမှာနောက်ပြန်လုံတော်မူတဲ့အခါကျတော့လည်းပဲအဲဒီတိပိဋကဆရာတော်ကြီးတွေမှာဆိုရင်တက်တော်အငယ်ဆုံးလို့ပြောကြတာပေါ့လေ။အဲ့ဒီအချိန်တုန်းကပေါ့နော်။သူပြန်လုံတော်မူတဲ့အချိန်မှာလည်းဒါတက်တော်အငယ်ဆုံးလို့ဖြစ်သွားတာပေါ့။60တက်နှစ်မှာပြန်လုံမူတာဟုတ်။ ဲ့တော့ဒါပေမဲ့ဒီမှာအခုနောက်ပိုင်းကျတော့တော့ဒီသခိုင်းရှာတော်ကတော့သူ့ရေပို့ပြီးမင်းလာတော့ပေါ့ဘာတဲ့ဒီဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ဆိုတော့လေ60 60တက်60တက်မှာဆရာတော်ကြီးကပြန်လာတော့မူရသခိုင်းရှာတော်တော့ပို့ပြီးရောင်းရတော့54ဆိုတော့ပို့ငယ်တာပေါ့အဲ့နှစ်ခုကြောင့်ဒါနာတမိုင်းမှာပြောကြတာပေါ့ဗျာဒါဟိုတိပိတကဆိုတာတန်ဟာတက်တဲ့အညာကြီးအဲ့လိုပြောတာကြားခဲ့မိတယ်လို့။အော်။ဘုံဘုံဒီထဲမှာရေးထားကြအဲ့လိုမဟုတ်ဘဲနဲ့တော်တော်ကိုသူတို့ရဲ့တူချင်းစီရဲ့ ပုဂ္ဂိုလ်ကြီးဆိုင်ရာမှာထည့်သွားတော့တော်လေးပြည့်စုံတယ်ဟာတူရတယ်ပြန်ပါအဲ့ဒါတကယ်ရောခက်ခဲလာစာကြည့်ပြီးတော့ဒီလောက်တယ်ဆိုတဲ့အဆင့်ဒီလားခုဘုံဘုံညပေါ်ပေါ်ပါပဲလीဟုတ်လားဒါတပြည့်တော့မြင်ရတာလीတယ်ပါတယ်ပါဒီမှာအဲဒီလောက်တဲ့အဆင့်ကတော့မဟု